ရသော်ဘုရားကနောက်ဆုံးစကားအနေနဲ့ဟန္တာဒါနိဘိခွေအမန္တရာမိဝောဆိုတဲ့စကားကိုစတင်ပြီးတော့ပြောဆိုလာ။ဇန်တို့ကောင်းပြီငါနောက်ဆုံးစကားတစ်ခု ပြောခဲ့မယ်ဆိုပြီးတော့ရသော်ဘုရားကဘာမင်းရှိတော့ဆိုဝေယဓမ္မသင်္ခါရအပမဒေနတမ္ပါဒေထာဝေယဓမ္မသင်္ခါရသင်္ခါရဆိုတာအကြောင်းတရားတွေကပေါင်းစပ်ပြီးတော့လှုပ်ထားမှဖြစ်နေတဲ့အရာတွေဟာသင်္ခါရ။ ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာရှိတဲ့ယုတ်တရားတွေနန္တရားတွေသင်္ခါရဘုန်းကြီးတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့သက်မဲ့အရာတွေအလုံးဟာသင်္ခါရလောကမှာအကြောင်းတရားပေါင်းစပ်ပြီးတော့ထုတ်လုပ်ထားတာတွေဒါဖြစ်သည့်အတွက်ကြောင့်သင်္ခါရလို့သူတို့ဆိုပဲပေါ့အခုအလင်းရောင်ကလေးတွေဒီပဲနေပေါင်းစပ်ထားတာဖြစ်တယ်လေလျှာစင်းနဲ့မိသီးတွေနဲ့ကြိုးတွေနဲ့အလုံးပေါင်းစပ်ထားလို့ဒီအလင်းလေးဟာတည်ရှိနေတာအဲ့ဒါတွေကသင်္ခါရလို့ခေါ်တယ် ကြောင်းတရားတွေပေါင်းဆက်ထားတဲ့အရာဟာဘယ်အရာမှမမြဲဘူးတဲ့နောက်ဆုံးဟာယူရင်းပစ္စည်းသွားတတ်တဲ့သဘောရှိတယ်ဒါကြောင့်မို့အပမဒိနတံပါဒိဋ္ဌကိုယ်ဘဝလေးကိုရင်မှုမေးလျော့ပြီးတော့မနေနဲ့ရင်မှုမေးလျော့ခြင်းကင်းတဲ့အပမရဆိုတဲ့တတိတရားဖြင့်ကိုလိုရမယ့်အလုပ်တွေကိုမလေဟင်းကြစေနဲ့တဏှာဥကလွတ်ဖို့ညတော်ခြင်းကိုခြင်းမှု မလေဟင်းကြစေနဲ့ချင်းချံကြုတ်ကိုအားထုတ်ကြလို့ ဝရဓမ္မသင်္ခါရအပမဒိနတမ္ပါဒိဋ္ဌလို့ဒီစကလုံးလေးနဲ့ဆုံးသွားရောမြတ်စွာဘုရားရဲ့ထံကအတန်တော်ဟာတိတ်ဆိတ်ပြီးတော့သွားတယ်ဒါနောက်ဆုံးတက်ရှိထင်ရှားရှိနေတဲ့အချိန်လေးမှာလောကသားတွေရဲ့အကျိုးစီးပွားအတွက်အကျိုးစီးပွားကိုဆွမ်းဆောင်နိုင်တဲ့မှာကြားချက်တစ်ခုကိုမှာကြားလိုက်ခြင်းဖြစ်တဲ့အားလုံးဟာခွန်ကြီးတို့တွေမှတ်ထားဖို့ရတာဝရဓမ္မသင်္ခါရဘေယာမ တည်မြဲနေတာမရှိဘူးအချိန်နဲ့အမျှပြောင်းလဲနေတာသာဖြစ်တဲ့ဘုန်းကြီးတို့တွေကအချိန်နေကုံသွားတာသာတတိထားနေကြတယ်ကိုယ်တဏ္ဍာမှာရှိတဲ့အရာတွေအချိန်နဲ့အတူပျောက်ကွယ်နေတာကိုတတိထားမိဖို့လိုအပ်တယ်အဲ့ဒီလိုတတိထားမိဖို့အတွက်အပ္ပမာဒေနသံပါဒေထအပ္ပမာရလို့ခေါ်တဲ့တတိတရားနဲ့ပြည့်စုံအောင်လှုပ်တင်လှုပ်ထိုက်တာတွေလှုပ်ဆောင်ကြဖို့ဆိုတာမြတ်စွာဘုရားရှင်ကိုရောမြတ်က နောက်ဆုံးမှာကြားခဲ့တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓဟာလောကသားတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်တဲ့အနေနဲ့မှာကြားခဲ့တာတော့အပမဒိနတမ္ပါဒိဋ္ဌဆိုတာဖြစ်ပါတယ်ဘယ်အရာကိုမှရင်မှုမေးလျော့ပြီးတော့မနေကြနဲ့အရာခသိန်းဟာအမြဲတမ်းပြောင်းလဲပြီးပြည့်စည်နေမဲ့အရာတွေဒါဖြစ်တယ်ဆိုတာကို မိမိတို့ရဲ့အသိဉာဏ်ထဲမှာရောက်အောင်ဆင်ញင်သုံးသပ်ဆုံးဖြတ်ကြပြီးရဗျာရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း။